ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ရီခွေးမိုက်ရီခွေးပေါက်ဆံလေးသစ်ပင်ပွားပြုတ်ကြလို့တန်ရာရထားရင်နောက်ဆုံးကြနောက်ဆုံးကြငါကြည့်ပြီမယ်။ဟဲ့သူတန်ရာပြင်းပြင်းထန်ထန်ရထားတာပဲတန်ရာလေးမြရယ်ဖိဖိရေးဖိဖိ ကျေးဇူးပြုပြီးတားရဲဖေကိုခေါ်ပြီးကြပါတားရဲနာနေရဲ့အေးပါအေးပါကလေးရဲ့တားစိတ်မပူပါနဲ့တားရဲဖေလာတော့မှဦးလေးတို့အကုန်တားနာမှာရှိရဲ့နော်တားပါမှမဖြစ်ပါဘူးဟဲ့သူ့ဖေခေါ်ဖို့တရားရောက်လွတ်ထားလားဟုတ်ကဲ့ကိုမိထုသူ့ဖေဘယ်မှာရှိလဲဆိုတာကာလို့သိရဲ့ကာလို့သူ့ဖေကိုသွားခေါ်နေရဲ့သွေးတွေအများကြီးထွက်နေရဲ့တကခုခုလုံးမရမယ်ဒဏ်ရအရန်နဲ့တဲသွေးရလည်းမတိတ်ဘူးတောင်းရဲ့ဟိုဘက်တောင်တန်းတွေကြမှာပင်စိမ့်ပင်တပင်ရှိတယ် အဲ့ဘီကနေအရွက်တွေငါလိုချင်တယ်။ဒါပေမဲ့အချိန်အရန်ကြာမှဒီမှာအဲ့လိုပင်ရှိလားဘသူသိကြလဲ။တငယ်ချင်းမတို့သိရဲ့အရင်တစ်ခါဘူပူတရာရတော့ကသူ့ပဲအိတ်စီအရွက်သွားခုတာ။အချိန်ကအရန်နေတယ်။နေမထွက်ခင်မှာပဲငါတို့အဲ့အရွက်တွေရအောင်ယူလာရမယ်။မဟုတ်ရင်ဒီကလေးတည်သွားနိုင်တယ်။ခုံငက်ပန်တီနဲ့ရာနိုစီမြ мян သွားလိုက်ပါ။ရနိုရဲ့အချိန်သိမ့်မရှိတော့ကလေးပေါက်စာလေးတန်ရာရထားလို့အကူမီထူကကျွန်တော်အမကြီးလွတ်လိုက်တာ ပင်စင်းပင်ကနေအရွက်တွေကူးလာပေးပါအောင်နဲ့မဟုတ်ရင်အဲ့ကလေးလေးတည်သွားလိုက်မယ်အေးပါအေးပါငါခုပဲသွားလိုက်မယ်ငါပြန်လာအရန်မြန်နေအခုစိတ်မပူပါနဲ့ကျမအခုချက်ချင်းပြန်လာခဲ့ပါမယ်အဲ့လိုနဲ့ရာနိုလည်းပင်စင်းရွက်ခုဖို့ထွက်သွားပါရင်ရာနိုကမြင်မြန်ပြန်နေပါရင် အချိန်ခဏလေးအတွင်းမှာတောင်တန်းတွေဘက်ကိုရောက်သွားပါရင်ဘယ်မှာလဲတောင်တန်းကျဘယ်နေရာမှာလဲအော်ဟုတ်မှတွေ့ပြီငါအရွက်ရပြီ အခုငါအဲ့ကလေးလေးရဲ့အသက်ကိုကယ်တင်နိုင်တော့မယ် ရာနိုလည်းပင်စိမ့်ပင်ရွက်တွေခူပြီးပြန်လာပိုင်း။သူမပြန်နေတဲ့အချိန်မှာပဲမြေခွေးတကောင်ကသူမကိုတားလိုက်ပိုင်း။အရန်အလင်လုံးနေရပါလားငှက်မလေး။အရန်ကြောက်နေရပုံပဲ။ကြည့်ရတာအခုမှပထမဆုံးအချိန်အမဲလိုက်တရိတ်ဆန်ရှိရောက်ဘူးတလို့ပဲ။ဒီမှာကျမဒီကိုတိောက်တဲ့ဘယ်တော့မှမလာ။ဒီနေရာကျမအတွက်အန်တရယ်များနေဆိုတာကျမသိရဲ့။ဒါပေမဲ့ဒီနေ့ရောဘလို့မှမလွဲတာလို့သာဒီကိုလာခဲ့ရတာ။ကျမတကယ်ချင်းတယောက်ကကျမကိုပင်စိမ့်ရွက်ယူလာဖို့ဒီကိုလွတ်လိုက်တာ။ တောင်းအုပ်ရဲ့ဟိုဘက်ချမ်းမှာကလေးတယောက်တရားရထားလို့သူ့သွေးမတိတ်သေးဘူးအကုန်မိထူကအချိန်မရှိတော့ဘူးလို့မှားလိုက်တယ်နေရအမြန်ပြန်နိုင်တယ်နေမြမြန်ပြန်ရလာနိုင်တယ်ဆိုပြီးကျမကိုပြောတာအဲ့ဒါကြောင့်ကျမလည်းဒီနေရာလာခဲ့ရတာဒီမှာမြခွေးရေကျမကိုစားလိုက်ရင်ကျမရဲ့အသက်တော့တည်သွားမှာပဲဒါပေမဲ့ကျမနဲ့အတူအဲ့ကလေးလေးလည်းတည်သွားမှာငါ့ကိုပုံမြင်နေအရင်မပြောပြနဲ့နေရအရန်လေတာပဲနေပြောနေရတဲ့စကားတွေငါယုံလိုက်ဒီညတော့ငါအငက်ခံပြီးအိတ်ရလိမ့်မယ် အဲလိုပြောပြီးတော့မြေခွေကရာနုကိုချက်ချင်းတဆားလိုက်ပိုင်းတပတ်မှလည်းဗန်ဒီကကာလူကိုအခုလိုမေးလိုက်ပိုင်းဘာထူးလဲကိုကာလူတောင်းတခုလုံးရှာပြီးပြီဘယ်မှမှမြေခွေတွေမတွေ့ဘူးသူ့ဖေတနေရရသွားတာနေမှာမြေခွေပေါက်စားလေးရလဲနှာလုံးလုံးညှိတွားနေပိုင်းတာတာရဲကနေတာရဲဖေဖေတာရဲဖေ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 ပဲမှလည်းသူရမ်းနာခြင်းရဲ့ပုံပဲတနာပိုင်းငါတော့စက်တော်မကြည့်နိုင်တော့ ။အဲလုံနဲ့မီထူကအခုလိုပြောလိုက်ပါဖះရည်ဒီကလေးရဲ့အသက်ကိုမရရတဲ့နေနဲ့ကဲတင်ပေးပါဒီကလေးလေးအခုလိုခံစားနေရတာကျွန်တော်မကြည့်ရဘူးကျွန်တော်စက်မကြည့်နိုင်တော့ဘူးကာလူလည်းအဝေးတနေရာကိုပြန်တန်းရင်းလမ်းမှာမြေခွေးကိုတွေ့သွားပါငါနဲ့ကိုအစောကြီးတည်းကလိုက်ရှာနေရနေအိမ်ကိုနေမြမြပြန်ဘာများဖြစ်လို့လဲအားလုံးအဆင်ပြေရမလားအားလုံးအဆင်ပြေတယ်ဒါပေမဲ့နေမြမြအိမ်ပြန်ပါမြေခွေးလည်းသူ့အိမ်ကိုမြမြပြန်ပြေးလာပါ ဂျာပါရီဖြစ်နေရတယ်။ငှက်တွေရရောဘာလို့ဒီနာမှာစုနေကြလဲ။နောက်ဆုံးကြနောက်ဆုံးကြဘာဖြစ်တာလဲဆိုတာငါကြည့်ရုံပဲ။အဲဒီချိန်မှာမီထူကမြေခွေးကိုဖြစ်ချန်းကုန်ပြပြလိုက်ပါ යි ။နေသားတန်ရပြင်းပြင်းထန်ထန်ရထားတယ်။သွေးတွေအများကြီးထွက်ပြီးပြီးဗန်ဒီရာနိုစီသွားခဲ့တယ်။ရာနိုကငါတို့ထက်ပိုပြီးမြင့်မြတ်ပြန်နိုင်တယ်။ဒါပေမဲ့ငါတို့မှာအချိန်သိမ့်မရှိတော့ဘူး။အချိန်လည်းအရန်ကြာနေပြီ။ဒါပေမဲ့ရနုခုတီပြန်ရောက်မလာသေးဘူး။မင်းရောက်ဖပေးတာရဲနာနေရင်တောက်ကဲပေးပါ အိမ်စကားတွေကြားပြီးမြေခွေးလဲငိုပါရယ်သူ့သားကိုကယ်ဖို့သွားတဲ့ရာနုကိုသူ့တဆာလိုက်တယ်ဆိုတာသူ့သားသူ့ဘလို့ပြောပြနိုင်မလဲသူ့ရဲ့နှလုံးသားတစ်ခုလုံးလဲကွဲကျင်နေပါပြီသူ့သားလေးအခုလိုခံစားနေရတာကြည့်ပြီးသူတတော်လေးစိတ်မကောင်းဖြစ်နေပါ යි ဒါလေးရေစိတ်မပူပါနဲ့အဖေအခုမြင်မြပြန်လာခဲ့ပါမယ်မြေခွေးလဲပင်စိမ့်ရွက်ယူဖို့ပြေးသွားပါ යි သူ့ချီလဲနည်းနည်းပဲသွားရပါသေးတယ်သူ့ရဲ့သားလေးဟာတည်သွားပါပြီဟဲ့ဟဲ့ပြန်လာတော့အခုမှဘာမှမထူးတော့ဘူး ဒီကလေးလေးကတည်သွားပြီအဲ့ဒီကောင်ကြတော့မြေခွေးလဲအတကုံမှုနေပါတော့မနာလိုတဲ့ကြီးကံမရာနုကဒီနေ့အရန်ဝမ်းသာနေပါတူမကပြောလွန်လို့တီတီတတာအတန်တွေပြီးနေပါအရန်သာယာလာရာတီဥတုကြီးပဲပန်းတွေရဲ့ရနံကအရန်မွေပြန့်ကြပဲတစ်ဖက်မှာလဲကိုရီးယားကရာနုရဲ့အလှတရားကို မနာလိုဖြစ်နေပါကိုကြီးကသူ့ကိုယ်သူမှန်နေမှကြည့်ပြီးတယောက်တည်းစကားတွေပြောနေပါ යි ဒီနေ့တော့ငါရာနုထတာပိုလှနေတယ်လို့ပဲအဲလိုနဲ့ကိုကြီးလည်းမိတ်ကပ်လင်းပြီးမြေကန်နှစ်ပေသွားလိုက်ပါအဲနားမှာကျက်တူရီမီထူကထိုင်နေပါမီထူရေငါဘလောက်လာလဲဆိုတာကြည်စမ်းမအောင်အဲရာနုငါတက်ပိုလှလားမလှအောင်လားပြောပါအောင်အော်ကိုကြီးရေရာနုကတောင်းအုပ်ထဲမှာအလှဆုံးငှက်မဆိုတာတောင်းတစ်ခုလုံးတည်ကြတယ်နေပါပဲလောလောရာနုရဲ့အလှတရားနဲ့ရှင်နိုင်မအောင်မဟုတ်ဘူးပါဇက်ပိတ်ထားစမ်းပါပါဇက်ပိတ်ထားမီထူ နင်ကြည့်ထားတနေ့ကျရင်ငါအဲ့ရာလို့တက်ပူလှောင်လုတ်ပြမယ်တောက်တရားငှက်တွေအကုန်လုံးငါအလောင်ချီးမိုးပြလိုက်မယ်အဲ့လိုနဲ့ကိုကြီးလည်းစိတ်တူပြီးပြန်သွားပါ යි ကိုကြီးကကုထဲမှာနေတဲ့သိန်းငယ်ဆရာကြီးစီသွားလိုက်ပါ යි ဆရာသိန်းငယ်ကြီးကျမရာနုတက်ပေါ်ပြီးလှကျင်တယ်ကျမအဲ့ရာနုတက်ပူလှောင်လုတ်နိုင်မယ်နီလန်လေးပြောပြပေးပါဦးဒီမော်မန်လေးကနင့်ကိုလှရင်လို့မပြောမချင်းနင့်အဲ့ရာနုတက်ပူမလှနိုင်ဘူးဒီမော်မန်လေးကနင့်ကိုပဲချိန်မှာလှရလို့ပြောမှလဲဆိုတော့ နေအဲ့ရာနိုးတက်လိုက်ပြီးမှဆရာကြီးကျမလှဖို့အတွက်ဆိုရင်ဘာမှမစို့လုံနိုင်လေဆရာကျမကိုဒီမောင်မန်လေးကိုပေးလိုက်ပါခေါင်းကြီးလည်းမောင်မန်ကိုယူပြီးအဲဒီကနေပြန်လာပါအဲရောက်တာနဲ့သူမကမောင်မန်ကို အခုလိုမေးလိုက်ပါမောင်မန်လေးရေဒီတောင်းထဲမှာအလှဆုံးကဘသူလဲဆိုတာပြောပြပါဦးအဲ့ကမှာတော့မန်တဲရအလင်းတန်းတစ်ခုလေးထွက်လာပြီးအခုလိုပြောလိုက်ပါရာနိုတောင်းတဲ့ကအလှပဆောင်ကငှက်မရာနိုပဲ အဲ့လိုဆိုရင်တော့သူ့ကိုတတ်မှရမယ်ငါအဲ့ရာနိုတတ်မှအောင်ရမယ်ကိုကြီးလဲရာနိုစီကိုတွားလိုက်ပါရာနိုကရေတကွန်လာမှာပန်းခုနေပါကြီးကသူ့စီပြန်လာပြီးအခုလိုပြောလိုက်ပါရာနိုရေမဖြစ်တဲ့နာရီဖြစ်ကုန်ပြီခုံငဲ့ရေရီဟောင်းနဲ့ပြုတ်ကျသွားလို့မြင်မြန်လာရာနိုမြင်မြန်ငါတို့သူ့ကိုကုညီပေးမှရမယ်ဘာဒါရီကဘလို့လို့ဖြစ်သွားတာလဲအမကိုကြီးခဏဆောင်ကျမအင်းကနေကြိုးယူခဲ့မယ်ရာနိုအဲ့ဒါရီမလို့ နေငါနဲ့လိုက်ခဲ့ငါမှကြိုးရှိရနေမြမြန်သာလိုက်ခဲ့ရာနိုလည်းကိုကြီးနဲ့အတူလိုက်သွားပါရင် အမကိုကြီးခုံငက်ကပင်မာလဲရာနိုနနေရှိတိုးပြီးကြည်ကြည်ပေါင်းခုံငက်ကရေရင်းထဲမှာပဲတတိလင်မီမျောနေရရာနိုလည်းရှီနေနေတိုးကြည့်ရဲ့အချိန်ကိုကြီးကအခွင့်ကောင်းရနဲ့ရာနိုကိုရေရင်းနဲ့တွန်းချလိုက်ပါရင်ရာနိုလည်းရေရင်းနဲ့ပြုတ်ကျသွားပါရင်ကဲကြပါအောင်ကျမကဲပါအောင်အခုတော့တောင်းတစ်ခုလုံးထဲမှာငါအားလာဆုံးဖြစ်မှာဘယ်သူမှမတားနိုင်တော့ဘူး အဲလိုပြောပြီးတော့ကိုကြီးကပြန်သွားပါတယ်။ရာနိုးလည်းရေတွင်းတဲကနွယ်ပင်ကိုတွေ့ရတဲ့အဲနွယ်ပင်ရဲ့အကူအညီနဲ့အပြင်ထွက်လာပါတယ်။စောင်းနောက်တွေဆိုတာအတိုင်းတာရှိတယ်။ဒီနေ့ရောအဲ့ကြီးကမှငါ့ကိုတပ်ဖို့ကြိုးစားခဲ့တာ။တစ်ဖက်မှာလည်းကိုကြီးကမော်မန်ကိုထတ်မေးပါတယ်။မော်မန်ကြီးမော်မန်ကြီးဒီတော့တဲမှာကျမတက်ဖို့လားဘယ်သူရှိသေးလဲဆိုတာပြောပြပါအောင်။ရာနိုးရာနိုးပဲသူ့အသက်ရှင်နေတဲ့တောင်းတဲမှာအလှဆုံးငှက်ကရာနိုးပဲ။ အဲ့ဒါဆိုသူကအခုတိမသေးသေးဘူးပေါ့အခုတိအသက်ရှင်သေးရဲ့ပေါ့ငါတို့တက်လာလေဒါပေမဲ့ငါလည်းအရှုံးမပေးဘူးငါတို့တက်ပြစ်မယ်နောက်တနေ့မှာတော့ကိုကြီးကလူရင်းနေရဲ့နေရာစီကိုတွားလိုက်ပိုင်းလေသမားတယောက်ရဲ့မိမစီတွားပြီးအခုလိုပြောလိုက်ပိုင်းအမကြီးအမကြီးကျမတောင်းတရားငတ်တွေကိုနှုတ်ထမင်းဝေပေးမလို့ပါအဲ့ဒီတော့နှုတ်နဲ့နဲ့လို့လို့ပါ အမကြီးကျမကိုနှုတ်လေးနဲ့နဲ့လောက်ပေးပါလားဟုတ်ကိုကြီးနေရကောင်းတဲ့အလောက်လုံနေရပဲ ငါနဲ့ကိုကူညီပေးပါမယ်။မလှလဲကိုကြီးကိုနှုတ်တပုံပေးလိုက်ပါနှုတ်ယူပြီးကိုကြီးကအိမ်ပြန်လာပါပြီးတော့နှုတ်ထမင်းချက်ပါ။ငါဒီနှုတ်တမင်းတဲ့အစိတ်ခတ်ပြီးရာနှုတ်ကိုကျွေးမယ်။အဲ့ဒါဆိုရာနှုတ်တည်သွားလိမ့်မယ်။အဲ့ခါကျဒီတော့တယ်မှာငါအလှဆုံးဖြစ်လာမှာဘယ်သူမှမတားနိုင်တော့ဘူး။ကိုကြီးလည်းနှုတ်ထမင်းတဲ့အစိတ်ခတ်ပြီးရာနှုတ်စီယူသွားပေးပါကိုကြီးကိုမြင်တာနဲ့ရာနိုလည်းအရန်ကိုဒေါသထွက်သွားပါ යි ။ကိုကြီးရင်တရနေထွက်သွားစမ်း အိမ်နီကနင်းကောင်ရေတွင်းနဲ့တွန်းချခဲ့တယ်။ရာနိုရာနိုငါစကြင်ရောတသက်ပါငါစအနောက်တာဘလောက်တိတ်လဲဆိုတာနင်းလဲသိရဲ့သားနဲ့နင်းကောင်စိတ်မတူပါနဲ့ရာနိုရဲ့ကြည့်ပါဦးငါနေ့အတွက်နှုတ်ထမင်းချက်လာပြီးနင်ဒီနှုတ်ထမင်းမြ мян စားလိုက်နော်ပြီးရင်စိတ်လျှော့လိုက်တော့ခေါ်ကြီးငါခုနမှအစာစားထားတာဒီနှုတ်ထမင်းနောက်မှပဲစားတော့မယ်အေးပါရာနိုဒါပေမဲ့စားလိုက်နော်ငါနေ့အတွက်အပင်ပန်းခံပြီးချက်ထားတာအေးအေးခေါ်ကြီးငါခဏနေစားလိုက်မယ် အခုငါမြစ်ထဲရေးသွားတာမလို့ရေးတော့ပြီးလာရင်ငါနှုတ်ထမင်းစားလိုက်မယ်ရာနိုလည်းမြစ်ထဲသွားပြီးရေဝတ်အောင်တောက်လိုက်ပါရင်ရာနိုလည်းရေးတော့ပြီးအိမ်ပြန်ရောက်တော့နှုတ်ထမင်းခွန်းနာမှာကြွတ်တကောင်တည်နေရတွေ့သွားပါဖျားဖျားနှုတ်ထမင်းစားပြီးကြွတ်လေးတည်သွားရင်အဲ့ဒါဆိုခိုးကြီးကနှုတ်ထမင်းနဲ့အစိတ်ခတ်ထားတာပေါ့ရာနိုလည်းနှုတ်ထမင်းတွေပြစ်လိုက်ပါရင်တစ်ဖက်မှာလည်းခိုးကြီးကအခုလိုတွေးလိုက်ပါရင်အခုလောက်ဆိုရင်ရာနိုတည်နေလောက်ပြီးမှောင်မှန်ကြည့် တောင်းအုပ်ထဲမှာဘသူကအလှဆုံးလဲဆိုတာမြမြပြောပြပါအောင်ရာနိုရာနိုအသက်ရှိနေသေးတဲ့တီတောင်းအုပ်ထဲမှာအလှဆုံးရာနိုပဲဘာရာနိုလဲအခုတိမသိသေးဘူးလားအဲ့ရာနိုဘယ်ချိန်မှသိမလဲမသိတော့ပါဘူးမှောင်မှန်ကြည့်နင်ကြည့်တာငါအဲ့ရာနိုကိုရအောင်တပ်ပြစ်မယ်အဲ့နေကစပြီးကိုကြီးကရာနိုနောက်နောက်ရောက်ခံလိုက်ပါကဲအခုလိုမျိုးစိတ်ဝင်စားစရာနှက်ကာတွန်ပုံမြင်လေးတွေကိုကြည့်ကြနေဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့နှုတ်ဆက်ခဲ့ပါရှင်